Miss Universe License ကိုမတရားလုပ်ရင်ဖြည့်ရှင်းမှုပြင်ဆင်ထားတဲ့ထူအန်လွင်အလုံးရဲ့ချက်တော်ဆရာထူအန်လွင်ကတော့ Miss Universe ရဲ့ National Director ဖြစ်လွှဲပြောင်းရယူခဲ့တာပြီးခဲ့တဲ့2025ခုနှစ် February လကတည်းကပါဒါပေမဲ့ Miss Universe ရဲ့ National Director ဟောင်းဖြစ်တဲ့စွန်ယူဝေကတော့သူမရဲ့တက်တန်းကုံသွားခဲ့ပေမဲ့လေသူမကိုတီမပေးဘဲနဲ့ထူအလွင်က license ကိုဝယ်ယူသွားတယ်ဆိုပြီးတော့ post တွေစက်တိုက်ရေးသားခင်တာပါ ထူးအလွင်ကတော့ Miss Universe CEO ရဲ့အတိမတ်ပြုမှုကိုလည်းရှာထားပြီး private party ကိုလည်းတက်ရောက်ခွင့်ရခဲ့တယ်လို့ Miss Universe ကပြီးတဲ့အလကုံတွေကိုလည်းမြန်မာနိုင်ငံကိုတည်ယူလာခဲ့ပါပြီ။ဒါပေမဲ့ဆုံးယူဝေကတော့နောက်တစ်ပတ်နေရင်သိရမယ်ဆိုပြီးတော့ license ပြန်ရယူဖို့စူးစမ်းနေတယ်လို့လည်းသိရပါဗျ။ဆိုယူဝေဟာ73နှစ်တာကာလအတွင်းမှာအလမေရီကိုထိုက်တန်အဝေးစားမစင်မြန်ပေးတယ်လို့ဘာမှစပုံးမလုပ်ပဲသူ့အိတ်ထဲပဲထင်းနေရကြောင်း top 20ထိတခါမှမဝင်ခဲ့ပါဘူး ဒါကြောင့်လည်းပြည်သက်တွေကဆရာထူးဝက်လွင်ကိုပဲလိုင်စင်ရစေချင်ကြတာပါ။တပမာရဆိုယူဝေက Miss Universe Organization နဲ့တွဲတွေ့ပြီးလိုင်စင်ပြန်ရဖို့ညှိနှိုင်းနေတဲ့တည်င်းတွေလည်းထွက်လာခဲ့ပါတယ်။ဒါကြောင့်မို့ဆရာထူဟန်လွင်ကပြည်သက်တွေအနေနဲ့စိတ်မပူကြဘူး။ Miss Universe Organization ကခဏစောင့်ကြည့်မယ်ဆိုလို့တောင်အတိပြုမကြေညာသေးတာဖြစ်ပြီးတော့တကယ်လို့များဆိုယူဝေကငွေပိုးပေးပြီးတော့လိုင်စင်ပြန်ယူခဲ့ရင်နိုင်ငံတကာမီဒီယာတွေနဲ့ထိတ်တိုက်ဖြေရှင်းသွားဖို့ပြင်ဆင်ပေးတာပါ။ Miss Universe Organization က CR2 ကို license ပေးခဲ့တဲ့တက်တီတွေလည်းရှိနေတာမို့ဆိုယူဝေကရုံးမာခဲ့ရင်ဖြည့်ရှင်းမှုပြင်ဆင်ပေးသားပါလို့လိုက်လွှင့်အတည်ပြုခဲ့တာပါ